အစားထိုးစရာဒီမှာကိုမောင်ဘာလဲကွာစံဖို့လေးမြပေးပါဦးဟေးမနေ့ကပဲစံဖို့ဆိုပြီးတောင်းလို့ပေးပြီးပြီလေဈေးဘူးမလောက်လို့စံဖို့တွေကဖဲလိုက်ရတယ်ပိုက်ဆံကုန်ပြီခတ်တော့တာပဲငါမသိတာကြာနေနင်ချဲထိုးလိုက်ပြီမဟုတ်လားရှင်ပေးမှလားမပေးဘူးလားဒါပဲပြောမပေးရင်ဒီညချက်စရာမရှိဘူးကဲကဲရော့ပါငါရှိလာတယ်ဒါပဲညစာလောက်ပဲလို့စီဘူးနှလုံးလောက်ဝယ်ထားအောင် ကျောင်းကပြန်လာမှပိုက်ဆံရှာလာမယ်။ဆရာခင်မောင်စပင်းကပိန်ပေါက်ကျောင်းတော်ကြသည်။ကျောင်းဆရာမကြီးအဟောက်ခံရသည်။စာသင်ခန်းထဲတွင်ကလထိုင်တန်ကပစိုးကိုဆွဲပြသည်။ဒီနေ့ကံမကောင်းပါလားဟေ။သူကတယောက်တည်းညီးလိုက်ရင်နေကင်းကျောင်းစင်းချိန်လက်ဖက်ဆိုင်ကိုလာခဲ့သည်။လက်ဖက်ဤဘူးကလည်းမရှိ။ယင်းဒီချမ်းတအိုးလောက်တောင်းအောင်သာရှိသည်။လားကလည်းမကုန်သည်။ပိုက်ဆံကလည်းဘယ်မှရှာမှမသိ။ မိမကလည်းပြည့်စုံမြောက်တော့တည်မရှိပတ်စံကလည်းမချေးခြင်းနောက်ဆုံးမတက်နိုင်လက်မှန်ချကကြောင်းလွတ်သောအင်းသူပြန်ခဲ့သည်မိမနှင့်ရင်ဆိုင်ရမျိုးကိုအာတင်းပြီးအိမ်ပေါ်တက်လိုက်သည်အိမ်ပေါ်ရောက်သည်နှင့်မဆလာနှံလေးတင်းနေသောဟင်နန်ကနှောင်းဝကိုလာကလေးသည်ငါဟင်ကဟုတ်မဲမထင်ပါဘူးဟုစိတ်ဖြေကပလက်ကလထိုင်တွင်ထိုင်လိုက်သည်အလိုကိုမောင်ပြောင်းနေပါလားခဏလေးညာယေရှုပြည့်ရင်ထမင်းစားရအောင် အံ့ဖွယ်ပါလားဇနီးစဲကြီးချိုးသားသောစကားသံနှင့်မြန်နဗီကထူးခြားလာသည်မိမကြီးငါလက်ပိုက်ဆံဘလို့မှမချနိုင်ငယ်ဘူးကွယ်ဟုကြီးပြလိုက်သည်ကဲပါရေသားချိုးပါကိုမောင်ရဲ့အမဲသားရင်းလေးချက်ထားတယ်ထမင်းစားကြရအောင်ဟင်ဘယ်ကပိုက်ဆံရသလဲသွားပါရေချိုးကတော့ဒီမှာစားနေပြီလာကုံကလေးကအသားဟင်းမစားရဒီမှာကြာပြီဆရာခင်မောင်ထမင်းကိုသုံးပကံလောက်စားပြီကောင်းလိုက်တာကွယ်ထားတော့မထနိုင်တော့ဘူးဟုပြောတာ လန်စေးပြီးပလက်ကလန်တိုင်းတွင်ပြန်ထိုင်သည်ဘိုင်းနှင့်နေသည်ဖြင့်မိခနဲ့တောင်ဖြစ်သွားသည်သူကထိုင်ရမှထပြီးစောင်းစဉ်တွင်စာဖတ်ရန်အတွက်သွားယူသည်ဟင်ဘလို့ဖြစ်တာလဲသူစောင်းစဉ်တွင်ဟောင်းလောင်းဖြစ်နေသည် မိမရေမိမသူမိမကအိမ်အောက်ကပြေးတက်လာသည်ဘာလဲကိုမောင်ငါးဆောင်တွင်ငါးဆောင်တွင်ဘယ်ရောက်ကုန်ပြီလဲဒီနေ့ပိုက်ဆံလို့လို့ကလားကိုအချိန်နဲ့ရောင်းစားလိုက်တယ်ဟေး ဒီစာအုပ်တွေကအချိန်နဲ့ရောင်းစားစရာစာအုပ်တွေလားဘယ်မှလဲအဲ့ဒီကလားဘယ်တိမလဲတော့စာအုပ်ဟောင်းတွေဝယ်တဲ့ဗော်တက်ကလားလာလို့ရောင်းစားလိုက်တာဝီလို့နေလို့ဟာဒီမိမအဲ့ဒီစာအုပ်တွေကတန်ဖိုးရှိတဲ့စာအုပ်တွေကဘယ်မှလဲအဲ့ဒီကလားစီလိုက်တောင်းမနေ့ပြန်ပြန်ရအောင်လုပ်ခဲ့မနေ့ပြန်အဲ့ဒီစာအုပ်တွေမရလာရင်နင်းနေငါနဲ့အတွေ့ပဲအလိုလေးရှင်းစာအုပ်လောက်တော့တနာတယ်ဒီနေ့အဲ့ဒီစာအုပ်တွေရောင်းရတဲ့ငွေနဲ့ချဲထုတ်လိုက်တာချဲပေါက်ထားတယ်မနေ့ပြန်အဲ့ဒီစာအုပ်တွေပြန်ရစီမယ် တကယ်ဖြစ်နေလိုက်တာငါစိတ်ဆိုးတယ်သိလားငါတန်ဖိုးထားတဲ့ဇာုပ်တွေဟာသိလားမရခဲ့လို့ကတော့ငါဆိုးမဆိုးနဲ့ဆရာကိုခင်မောင်တယောက်ပစ္စည်းမဲ့ဒေါသတွေတောင်းဟုံဟုံတောက်တော်သည်ထူညကမရကလည်းတကားပိတ်ထားသဖြင့်ဖရာကန်းတွင်တယောက်တည်းအိမ်ရတော်သည်နောက်တနေ့ဆရာခင်မောင်ကြောင်းမသွားမီသူစနီးကြအောင်អော်သွားသည်သည်ညနေပြန်လာလို့မှငါးဇာုပ်တွေစင်ပေါ်မှာမတွေ့ရရင် တွေ့ပြီပေါ့ဟုអော်ကအိမ်ပေါ်မှာဆင်းသွားသည် တဏီကုံစိတ်ထဲကတနှုံနှုံနဲ့တွေးလိုက်တိုင်းရင်ထဲတွင်တရုတ်တို့ဖြစ်စီသည်ညင်းဒီဆရာကိုခင်မောင်အိမ်ပြန်ရောက်လာသည်သူ့စာအုပ်စင်ကိုလှမ်းကြည့်လိုက်သည်စာအုပ်စင်အပေါ်တန်းတွင်စာအုပ်တွေပြည့်နေသည် သူကစာအုပ်စင်ကိုသွားပြီးစာအုပ်တွေကိုကြည့်လိုက်သည်ထို့နောက်ဟဲ့မိရှိစာဘယ်မှလဲဘယ်ရောက်နေလဲအိမ်နောက်ဖေးမှာအခြေသားဒရုံးလုံးဆောင်ကနင်းလာသည် သူမိမကခါထောက်ပြီးဘာလဲဟုပြန်ဟောသည်ဘယ်မှလဲငါစာအုပ်တွေ အဲ့ဒီမှာမတွေ့ဘူးလားဟဲ့ဒီစာအုပ်တွေကငါစာအုပ်တွေလားဘုန်းကြီးစာအုပ်တွေပြည်တက်ကဘာသာပြန်စာအုပ်တွေတီဘူးတော့စာအုပ်တွေတဲ့ထူတယ်ဖះဆောင်းနှန်းကသွားဝယ်လာတာစာအုပ်တွေကကောင်းမှကောင်းအစ်စ်တွေကျမစားထုတ်ပေးပြီးပြီရှင်ဘာပြဿနာရှားနေတာလဲဟာဒီကောင်မဆရာခင်မောင်ကစိတ်တူတူနဲ့လမ်းမြောက်သူကခိုင်းလာတော့ငရိုးချပွေနဲ့ခေါင်းကိုထုလိုက်ရအမလေးပြားဟုတစ်ချက်သာအွန်လိုင်းတော့သည်တင်ညွန့်နဲ့